Hello အားလုံးပဲမင်္ဂလာပါအောင်ဖုန်းပေါ်မှာချမ်းကနေကြိုဆိုပါရစေ။ကျွန်တော်ကျွန်တော်တို့ Liverpool က Frankfurt ကိုကျွန်တော်တို့ဗောနော်ဂျာမနီကိုသွားပြီးတော့ရှင်ပြိုင်ကစားရမယ်။အဲနီးပြဖြစ်တဲ့ Arnis လို့အတွက်တော့တောက်လျှောက်ဆိုသလိုဖိအားတွေများလာတော့ဒီပွဲကတော့သူ့အနေနဲ့သုံးမှတ်ပြန်ပြီးတော့ယူနိုင်ဖို့ကြိုးပမ်းရမယ်ပွဲပေါ့လေ။ဒါအဝေးဝင်းဖြစ်လို့ဘာညာဆိုပေမဲ့လည်းလို့ဒါအကြောင်းပြချက်မရှိပါဘူး Liverpool တို့က9ကို နိုင်မှကျွန်တော်ဖြစ်မဲ့အနေထားမျိုးပါဘာလို့လဲဆိုတော့ရှေ့မှာပြိုင်ပွဲစုံ၄ပွဲဆက်တိုက်ရှုံးနိုင်ထားတယ်ဆိုတော့ဒါဟာဘလူးမန်အချင်းကြီးကောင်ဟုတ်မနေဘူးဘလူးမန်အချင်းကြီးကောင်ဟုတ်မနေဘူးဆိုတော့လီဘောင်းအနေနဲ့ဒီပွဲနိုင်အောင်လှုပ်ပြနိုင်မှကျွန်တော်ရမယ်ဆိုတော့ Frankfurt နဲ့အကြောင်းကိုကျွန်တော်ကြည့်ကြည့်အောင် Frankfurt ကလက်ရှိဆိုလို့ရှိရင်ဘယ်လိုပြောမလဲဒီသူတို့ရဲ့ဟွာမှာပေါ့နော်ဒီ Bundesliga မှာဆိုလို့ရှိရင်အဆင့် ျွန်တော်ဒါ9နေရာမှာရှိနေပါတယ်ခွနပွဲကစားပြီးတဲ့ချိန်မှာ3ပွဲနိုင်နဲ့တပွဲတည်ရီ3ပွဲရှုံးနေပေါ့လေတိုက်စစ်က19ကူရထားပြီးတော့ခန်စစ်က18ကူကြီးကျွန်တော်ပေးထားရပါတယ်18ကူကြီးကျွန်တော်ပေးထားရတယ်ဒါအဆင်မပြေဘူးလို့ကျွန်တော်ပြောလို့ရတယ်တိုးတိုးလည်းပဲသူတို့မှာဆိုလို့ရှိရင်တည်ဒီဘယ်လိုရောက်မလဲဒါအိုဇန်တို့လူစားမားတွေကဒီယာဒီမှာ Frankfurt အတွက်ခြေစွမ်းပြနေကြတဲ့တည်းမှာ ပါတယ်လို့ကျွန်တော်ပြောရမယ်ပေါ့နော်ဒါအပြင်ကျွန်တော်လီဗာပူးက Frankfurt ကိုကစားမဲ့နေထားမိမှာ Frankfurt က Champions League ပွဲစဉ်2ပွဲကစားပြီးတဲ့အချိန်မှာတပွဲနိုင်ထားပါတယ်နော်တပွဲနိုင်ထားပြီးတော့တပွဲရှုံးထားတယ်တခုရှိတာကလီဗာပူးအသင်းကပေါ့နော်1-0နဲ့ရှုံးနေထားတဲ့ Galatasaray ကို Frankfurt ကဂိုးပြတ်ကိုကျွန်တော်အနေနဲ့အနိုင်ယူပြထားတာအဲ့တော့လီဗာပူးတို့က ကျတို့အထင်သေးလို့မရတဲ့အနေအထားမျိုးပါအထင်သေးလို့မရတဲ့အနေအထားမျိုးပါเนาะဆိုတော့ Frankfurt ကသူတို့ညီတော့ရည်ရတယ်ပြန် Frankfurt ကတိလာဘာလို့လဲဆိုတော့ Atletico Madrid ကွင်းမှာသွားကစားတော့ကသူတို့5-1နဲ့ရှုံးနေเนาะဒါပေမဲ့သူတို့အိမ်ကွင်းမှာ Galatasaray ကို5-1နဲ့နိုင်ထားတာဆိုတော့ Galatasaray ကလည်းသူတို့အိမ်ကွင်းမှာ Liverpool ကိုကျွန်တော်နိုင်ထားတာအဲ့ဒီတော့ Galatasaray sorry ဗါလေ Frankfurt အနေနဲ့သူတို့ကွင်းမှာ Liverpool ကိုအနိုင်ယူအောင်မှလာပေါ့တခုရှိတာက Liverpool ကအဲ့လိုဖြစ်ခံလို့မရဘူး လီဗာပူးဒီပွဲကတော့ Frankfurt မင်းမမင်းဘလောက်ပဲဘာပဲဖြစ်နေဖြစ်နေပေးကြတာတစ်ခုကတော့လီဗာပူးအတွက်ကတိတ်ပြီးတော့အကြောင်းပြချက်တွေအများကြီးပေးလို့ရတော့တဲ့အနေအထားမျိုးကျွန်တော်ဟုတ်မနေဘူးပေါ့မဟုတ်ရင်ကစားမားတွေရဲ့ morality ကကျဆင်းလာနိုင်တဲ့အနေအထားမျိုးရှိနေတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့က international break မတိုင်ခင်ကသူတို့တွေအချိန်ကြီးကောင်းဇက်တိုက်เนาะနိုင်ပွဲတွေပါတွေရရင်ကနေပြီးတော့ Crystal Palace ကိုသူတို့ဆရှုံးနေအဲ့ဒီနောက်မှာဆိုလို့ချင်း Galatasaray ကိုအဝေးခွင့်မှာရှုံးနေဒီနေရာမှာသူတို့အနေနဲ့ပေါ့နော်ဂိုးရဖို့နီးစပ်ခဲ့တာတွေပါတွေ ထားလိုက်တော့ဒါပေမဲ့သူတို့မနိုင်ခဲ့ဘူးအဲအဲ့ဒါလည်းပြီးတော့ Chelsea ကိုသူတို့2-1နဲ့ရှုံးပြန်တယ်ဆိုတော့သုံးပွဲဆက်တိုက်ရှုံးနေသွားတဲ့အနေအထားမှာကစားမရရဲ့ကြားထဲမှာအချင်းကြီးကကောင်းမနေနီးပြကလည်းပဲလိုအပ်ချက်တွေအများကြီးရှိတယ်သူတို့ပြင်းအာနီစလောက fullbacks နှစ်ယောက်ကိုအပြောင်းလဲလှုပ်ထားတဲ့အနေအထားမျိုးမှာနှစ်ယောက်စလုံးကအာနုတို့ရောဘတ်ဆန်တို့လို player type profile ကစားမရှိတဲ့သူတွေမဟုတ်ဘူးဆိုတော့အာနီစလောသွားချင်တာနဲ့အဆင်မပြေတော့ဘူးဆိုတော့သူ့အနေနဲ့အပြောင်းလဲတွေလုပ်ရတယ်ပြဿနာကအဲ့ဒီအပြောင်းလဲတွေကိုကစားမရတွေကနီးပြရဲ့ season demand ကိုလိုက်မလုံနိုင်တဲ့အနေအထားမျိုးမှာ ပေးတဲ့ကစားကွက်တွေသူတို့ရဲ့ဗောနော်ခြေထဲမှာဘောလုံးရှိတဲ့ချင်းကစားကွက်တီဆောက်ဖို့ကြိုးပမ်းတာမျိုးတွေကတော်တော်ကိုအဆင်မပြေဖြစ်ရတာအဲ့ဒီတော့လေပါဦးကရုံးကန်နေရတယ်ဆိုတော့ international break တော်တွင်မှာလည်းသူတို့နှစ်ပတ်ပြင်ဆင်ချိန်ရတယ် analyst လုတ်ဖို့အချိန်ရတယ်သူတို့မှာ quality ကစားမှလည်းရှိနေတယ်ဆိုတော့တစ်ချိန်မဟုတ်တစ်ချိန်ကတော့ကောင်းလာမှာပဲအဲ့သူတို့ click ဖြစ်ပြီဆိုတာနဲ့လေနောက်လျှောက်လည်းကောင်းရင်ကောင်းလာတော့မှာဒါပေမဲ့တရားတော်တခုကအခုချိန်ကဘယ်ချိန် click ဖြစ်မှာလဲပေါ့အဲ့ဒါကိုပဲကျွန်တော်ကြည့်နေရတာ အခုကလေပါဦးသည်မှာကွင်းလင်ကတအားကိုတိုင်ပက်လွန်းတာဒါကကစားမားတွေအည်သွေးမရှိလို့မဟုတ်ဘူးဒီပြရဲ့ကွင်းလင်ကစားမားတွေကိုဆက်တပ်ချထားမှုတွေဖူဘက်ကစားမားတွေကိုအသုံးပြတဲ့ပုံစံတွေကဘလူးမက်လက်ရှိကစားနေတဲ့ကစားမားတွေရဲ့ profile နဲ့ကိုက်ညီတိုင်မှုတွေကျွန်တော်ရှိမနေလို့ပဲအဲ့ဒီတော့ front back wing ကိုသွားကစားတဲ့အနေအထားမျိုးမှာလေပါဦးသည်ဟာကစားမားတွေရဲ့စိတ်တဲ့ပိုင်းနေဒီတဲ့ပို့ပြီးတော့ကြာစင်းမလာဖို့အရေးနိုင်ပွဲတွေပါတယ်ရအောင် လုတ်ပြနိုင်မှုလိုပြီးဆိုတာ ကျွန်တော်တို့ဒါကိုပြောတာသူတို့အနေနဲ့ပြီးလဲပြီးရော international break လဲပြီးရော manchester united ကိုအိမ်ကွင်းမှာလက်ခံကစားရတယ်အိမ်ကွင်းမှာတော့ united ကိုသူတို့တွေအိမ်ကွင်းမှာမရှုံးတော့ကိုနစ်စင်နေရှိပါပြီ premier league မှာဆိုတော့အခုသူတို့တွေရှုံးနေဆိုတော့လေးပွဲဆက်တိုက်ရှုံးနေပူဆိုတာကတိုင်ပတ်နေပါလေဆိုတော့ manchester united ကို10နှစ်လောက်မရှုံးခဲ့တာသူတို့အိမ်ကွင်းကြီးမှာထရှုံးနေဆိုတော့ဘလို့မှကိုအစင်ကပြင်မနေတော့ဘူးအဲတော့ arne slot အနေနဲ့ပေါ့နော်ဒီပွဲဟာသူတို့တွေအဲ့ဒီအခြေအနေတွေကိုပြောင်းပြန်လှန်ပြစ်ရမယ်ပွဲမျိုးပါ ိုက်စင်မှာဆိုလို့ရှိရင်လည်းဆာလာအနေနဲ့ပုံစံကောင်းနေကျွန်တော်ပြမနေဘူးတော်တော်လေးပဲကျွန်တော်တိုင်ပတ်နေတယ်ဒါအပြင်ကျွန်တော်ဘယ်တော့ရှူကိုအက်ဂတီကီခြေစွမ်းတလောက်ကောင်းထားပေမဲ့လည်းလို့ဤဆက်ကိုကြော်ပြီးတော့နေရာမပေးတော့ဘူးပေါ့ဒါဟာခြေစွမ်းကြောင့်ဆိုရတဲ့ reputation ကြောင့်ကျွန်တော်အပြောင်းအလဲတွေလုပ်သလိုဖြစ်နေတဲ့အနေအထားမျိုးမှာကြီးကိုက်မနေဘူး Protean VS တို့ဘာလို့ကိုတပြိုင်နဲ့အဝင်ခွင့်ကြားဖြစ်အောင်လုပ်ဖို့အတွက်သူယုံကင်နေရတယ်အဆင်ပြေမနေပါဘူးဆိုတော့ဒါကြောင့်လက်ရှိလိုအပ်တယ်မှာလည်းဘာလို့သိနေနေအရာအလုံးကသူတို့ဘက်ရှိမနေတဲ့အခြေအနေမျိုးမှာဒါတွေကိုပြောင်းပြန်လှန်နိုင်မှုအတွက် ောင်းကောင်းနိုင်ပွဲတစ်ပွဲသူတို့လိုတယ်ဆိုတော့ဒီပွဲဟာအဲ့ဒီပွဲဖြစ်မလားပေါ့တို့ကြည့်ရပါမယ်ညီကလေးနေနေရောဘယ်လိုမြင်ကြလဲလေပါဦးနေနဲ့၄ပွဲစတိုက်ပြိုင်ပွဲစုံရှုံးပွဲတွေ့အပီမှာနိုင်ပွဲပြန်ယူနိုင်မယ်ကျွန်တော်ထင်ကြလားသူနေကြပါအားလုံးကိုချစ်တင်များကြီးပါတယ်